်ဆွမ်းမှာဆွမ်းမှာရပါကျွန်တော်တို့တော့မှာမရဲ့အဲ့လိုဖြစ်နေရသည်လားဟိုတခုခုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးနော်ဟိုသူတို့မပြောလည်းမသိဘူးကျွန်တော်တော့မှာဘယ်လိုဖြစ်နေမှာမသိဘူးဒီတိုက်အောက်ကဖုန်းကြီးချောင်းအောက်ကနေဖြတ်သွားတိုက်အောက်ကနေမဖြတ်ရဲဘူးပြေးသွားတာသူတို့ဆိုဘယ်လောက်ထိဟိုစားစိတ်ထဲမှာ trauma ကြီးရနေမလဲဆိုတော့တွေးကြည့်လိုက်တော့ဟုတ်တယ်ပါလိုရုံပဲလိုတာပေါ့ပြန်လည်ထူထောင်ရေးအပိုင်းအတွက်ကိုကျွန်တော်တော်တော်လေးအချိန်ယူအောင်တော်တော်စူးစမ်းယူအောင်မယ်မဟုတ် ါမဲ့လေဟိုစိတ်တက်မကြပါနဲ့ပြန်ပြီးတော့အဆင်ပြေတော့မှာပါဟုတ်ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပြန်အဆင်ပြေတော့ကြမှာပါအားလုံးကကြာခင်မှာကျွန်တော်တို့ဒီမှာဟိုပြန်ပြီးအကောင်းတိုင်းပေါ့နော်ပြန်ဖြစ်လာပါပါလို့ဟုတ်ပြီးတော့ကျွန်တော်တို့ကလည်းဒီပေါ့သူတို့နဲ့တရားတဲ့ပေါ့နော်အဲ့လိုမျိုးကျွန်တော်အမြဲတမ်းရှိပြီးသားပေါ့ဟုတ်ကျွန်တော်တို့နိုင်တဲ့လောက်ကိုကျွန်တော်တို့လုံးဝပေါ့နော်အဲ့လိုကူညီပေးသွားမယ်ဆိုတာပေါ့ကျွန်တော်ပြောချင်တယ်အားမငယ်ပါနဲ့ပေါ့နော်ကျွန်တော်အမြဲတမ်းရှိပါတယ်ဟုတ်အကောင်းဆုံးစူးစမ်းပေးနေတယ်ပေါ့နော်ကျွန်တော်တို့အော်ရှိရရှိရှိတယ် ကျွန်တော်ဝင်ဝင်ပြီးတယ်လို့တော့ဟိုကမဖြစ်မဖြစ်ကျွန်တော်တို့ကဒီသူတို့အဲ့လိုမျိုးသူတို့ကိုယ်တိုင်ပစ္စည်းတွေသူတို့စိတ်ဆန္ဒရှိသလောက်သူတို့လူကျင်သလောက်ပစ္စည်းကိုယ်တိုင်သွားဝယ်ရမယ်ကိုယ်တိုင်သွားဝယ်ပြီးတော့ကျွန်တော်တို့စီလာပို့ပေးမယ်သူတို့ကမသွားပေးနိုင်ဘူးမသွားပေးနိုင်တော့ကျွန်တော်တို့သွားပေးနိုင်တဲ့သူတွေစီကိုလာပြီးတော့ပို့ပေးမယ်အဲ့ဒီကြောင့်လို့ရှင်ကျွန်တော်လည်းတက်တာတာပေါ့တကူးတကားဟိုမျိုးသွားပြီးတော့အများကြီးမရှုပ်တော့ဘူးပေါ့တိလာကျွန်တော်ဒီရရတဲ့ပတ်စံတွေလည်းကျွန်တော်တို့ကတစ်ဖက်မှာလည်းတွားပြီးတော့ဝယ်ရတွေပါညာရှိအောင်မယ်ဆိုတော့လေဒီလားအားအကြောင်းပေါ့ ဒီတော့မန္တလေးခရီးစဉ်မှာတော့ကျွန်တော်ကတော့ဒီအိမ်တော်စုမရဲ့440ဆာကျွန်တော်လှူတန်းခဲ့တယ်ပြီးတော့ကျွန်တော်တို့တဲတဲ့ဘုံကြီးเจ้าပေါ့နော်ဘုံကြီးเจ้าမှာကျွန်တော်တို့ဒီအလှူရှင်တွေအလုံးထည့်တာလေပတ်စံတသိန်းခွဲပေါ့ကျွန်တော်တသိန်းခွဲကိုဆရာတော်ဖះကိုကျွန်တော်ကတ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့တဲတဲ့เจ้าမှာလည်းအဲ့လိုမျိုးပဲပေါ့ဈေးဒီလည်းအဲ့လိုဖြစ်သွားတာပေါ့ဟုတ်ကတ်ခဲ့တယ်ပေါ့နော်ကတ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီနေခံကိုလည်းကျွန်တော်တို့တက်နိုင်တယ်လို့ပေါ့နော်အဲ့လိုကျွန်တော်တို့လှူတန်းခဲ့တာပေါ့ဟုတ်ထပ်ပြီးတော့လာပေးပါမယ်လို့လည်းသူတို့ပြောတော့ပြောခဲ့ပါတယ်ဟုတ်ကျွန်တော်တို့ထပ်ပြီးတော့စူးစမ်းပါမယ်ဟိုတိုင်းရောဒီမှာဘယ်လိုမျိုးရဲ့အဲ့ဒီ အဲ့ဒါကိုယ်တိုင်ရူမိုက်ဆက်သွားတဲ့လေးတွေကမိုးစားပြီးတာပါမန္တလေးကမိုးနဲ့စားကြလို့ပြောတာဟုတ်မိုးနဲ့ကျူတာပေါ့မိုးနဲ့စားကြတာတောက်လျှောက်ကိုအဲ့တော့ကျွန်တော်တို့ကလည်းပစ္စည်းကလည်းနည်းနည်းများတော့တခြားနေရာတွေမှာကျွန်တော်တော့တက်ရတာရှိတယ်ပေါ့နော်ဒါပေမဲ့မိုးတွေကလည်းရွာမီးတွေကလည်းပြတ်ပေါ့နော်အဲ့လိုပုံစံဖြစ်တော့တမျိုးတော့တမျိုးပေါ့နော်ဒါပေမဲ့ကိုကလည်းမန္တလေးကိုအရင်တော့ရောက်တာဟိုကအရင်တော့ကမန္တလေးမှာတော်တော်များအဲ့လိုမျိုးပေါ့သွားလာဆိုတော့နောက်ပိုင်းမရောက်တာလည်းတော်တော်ကြာသွားပြီဆိုတော့ဟုတ်အဲ့လိုမျိုးပေါ့အခုပြန်တွေးလိုက်ရတဲ့ခါကျတော့တမျိုးကြီးပေါ့နော်ရင်ထဲမှာတော့ဟုတ်အာမိုးရွာဒုတိယတစ်ခေါက်မိုးရွာလေပထမတစ်ခေါက်ရွာလိုက်တယ်ဒုတိယတစ်ခေါက်မှာငလင်နည်းနည်းလှုပ်သွားတယ် ပြီးတော့မန္တလေးကနေကန်နေပြောတယ်မှာနေကန်နေပြောတော့ကျွန်တော်အဲ့ဒီမန္တလေးဒီပဲကျွန်တော်တို့ဟိုပေါ့ချမ်းရောက်နေတော့သူတို့ဟိုဒီမရဘူးရပါမလားမသိဘူးလှုပ်လေလို့ပြောတယ်မှာဟုတ်ကျွန်တော်တို့အဲ့ချင်းရှိရချင်းကတော့ဒါပေမဲ့သူတို့ဘက်ကတော့သူတို့အဲ့ဟိုတောက်လျှောက်ပေါ့နော်လေလှုပ်တယ်လို့တော့ပြောကြတယ်အရင်ကတော့မပြင်းတော့ဘူးပေါ့ဟုတ်အဲ့ဒီနော်ကျွန်တော်ဒူးကြတဲ့ခေါင်းငလင်းလှုပ်တဲ့ချိန်မှာဆိုလို့ရှိရင်မိုးတွေကရွာငလင်းကလှုပ်နေကျွန်တော်တို့ကအဲ့ဒီအချိန်အမိုးကတွေအောက်မှာလည်းမဟုတ်ဘူးအမရကပစ္စည်းတွေတဲပြီးတော့လိုက်ပို့နေရတဲ့အချိန်ဒီချိန်ကြီးကအဲ့လိုမျိုးဟုတ်တယ်ဟုတ်တယ် ရှွမ်းမှာရှွမ်းမှာရပါကျွန်တော်တို့တော့မှမရဲအဲ့လိုဖြစ်နေရတည်လားဟိုတခုခုဆိုလို့ရှိရင်လည်းအဲ့လိုမျိုးเนาะဟိုသူတို့မလို့ email လည်းမသိဘူးကျွန်တော်တော့မှလို့ဖြစ်နေမှာမသိဘူးဒီတိုက်အောက်ကဖုန်းကြီးချောင်းအောက်ကနေဖြတ်သွားတိုက်အောက်ကနေမဖြတ်ရဘူးပြေးသွားတာသူတို့ဆိုဘယ်လောက်ထိဟိုစားစိတ်ထဲမှာ trauma ကြီးရနေမလဲဆိုတော့တွေးကြည့်လိုက်တော့အမ်အခုဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ကပေါ့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေရပါတော့เนาะဒီဗုဒ္ဓဘာသာဘောင်းဆောင်ပေါ့เนาะလူမျိုးဘောင်းဆောင်ပါစားဟုတ်ဘောင်းဆောင်ပါကြလူညီပါတယ်မဟုတ်လူညီတဲ့ခါကျတော့လေဒီကျွန်တော်ထင်ပြောမယ်ဆိုလို့ရှိရင်ပေါ့ ကြာခင်မှာကျွန်တော်တို့ဒီမှာဟိုပြန်ပြီးအကောင်းတိုင်းပေါ့နော်ပြန်ဖြစ်လာပါပါလို့ဟုတ်ပြီးတော့ကျွန်တော်တို့ကလည်းဒီပေါ့သူတို့နဲ့တရားတဲ့ပေါ့နော်အဲ့လိုမျိုးကျွန်တော်အများနဲ့ရှိပြီးသားပေါ့ဟုတ်ကျွန်တော်တို့နိုင်တဲ့လောက်ကိုကျွန်တော်တို့လုံးဝပေါ့နော်အဲ့လိုကူညီပေးသွားမယ်ဆိုတာပေါ့လို့ကျွန်တော်ပြောချင်တယ်အားမငယ်ပါနဲ့ပေါ့နော်ကျွန်တော်အများနဲ့ရှိပါတယ်ဟုတ်အကောင်းဆုံးစူးစမ်းပေးနေတယ်ပေါ့နော်ကျွန်တော်တို့အဲကျွန်တော်၃ရက်ပဲမှာ၃ရက်ကောက်မယ်ကျွန်တော်ဖေးဆုံးမှာလည်းကျွန်တော်အလှငွေကောက်ထားတယ်ခင်ဗျာဖေးဆုံးမှာလည်းကျွန်တော်ပေါ့အဲ့လိုမျိုးပေါ့အများကြီးတော့မဟုတ်တော့နည်းနည်းတော့ရထားတယ်မှရဟိုရထားတဲ့ခါကျတော့ကျွန်တော် line ပေါ်အဓိက line ပေါ်ကျွန်တော်ထွက်မယ်လမ်းပေါ်ထွက်ပြီးအလှခံထွက်မယ်ပေါ့နော်အလှခံရပြီဆိုတော့လည်းကျွန်တော် ပြင်မနာကိုကျွန်တော်ဆင်းမယ်ပေါ့ဟုတ်ဒီ3ရက်ပဲပေါ့ကျွန်တော်အများဆုံးကောက်မယ်3ရက်ကောက်ပြီးလို့ရှိရင်ကျွန်တော်ပစ္စည်းပါတာနည်းနည်းပါဝယ်ချမ်းမယ်ဝယ်ချမ်းပြီးကျွန်တော်တောက်အောင်မယ်ပေါ့နော်ဟိုရောက်လို့ရှိရင်တော့ကျွန်တော်ဒီပတ်စံတော့ကျွန်တော်အကုန်တော့မတုံးပေါ့ဟိုရောက်လို့ရှိရင်ကျွန်တော်လိုအပ်မဲ့နေရာတွေမြေပြင်ရောက်လို့ရှိရင်ပေါ့ကျွန်တော်အဲ့လိုမျိုးပေါ့လူတန်းတော့မယ်လို့တော့ဟုတ်အဲ့လိုလောက်ထားတယ်ပါလားထားပါတယ်ဟုတ်ဟုတ်တယ်ပါလူရုံးမယ်လူလာပေါ့ပြန်လည်ထူထောင်ရေးအပိုင်းအတွက်ကိုကျွန်တော်တော်တော်လေးအချိန်ယူအောင်ကျွန်တော်စူးစမ်းယူအောင်မယ်မဟုတ်ဒါမဲ့လည်းဟိုစိတ်တက်မကြပါနဲ့ပြန်ပြီးတော့အဆင်ပြေတော့မှာပါဟုတ်ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပြန်အဆင်ပြေတော့ကြမှာပါအားလုံးက ကျွန်တော်တို့ဘက်ကတော့အပြန်လေထူထောင်ရေးအပိုင်းအပိုင်းဘက်ကနေဝင်ပါမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးအတိုင်းပဲကျွန်တော် crew လေးနဲ့အလှူခံမယ်ရတဲ့ဥစ္စာတွေကိုကျွန်တော်တို့တစ်ဖက်လမ်းနဲ့ sponsoring ပေးမယ်အမအဲ့ဒီလားတစ်ဖက်ကလည်းသူတို့လုပ်ပေးနိုင်တယ်သူတွေကလည်းဝိုင်းပြီးလုပ်ပေးမယ်ဒီလိုပဲကောင်းတဲ့နယ်မြေတွေအကုန်လုံးကနေပြီးတော့ဒီငလင်တန်းတင့်သွားတဲ့ပြည်သူအကုန်လုံးအတွက်ကိုဝိုင်းပြီးတော့ sponsoring ပေးကြအဲ့လိုပဲကျွန်တော်တို့ရှေ့ဆက်ရှောက်အောင်ပါပဲအမဟုတ်အဲ့လိုမျိုးပေါ့သူပြောတဲ့ဟုတ်တာလည်းမှန်ပါတယ်ဟုတ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ရဒီ ကျွန်တော်ကဒီ price လောက်ကတော့ဝါနာရမ်းပါတယ်ဆိုတော့လေဟုတ်ကျွန်တော်ရေးပေးတော့ကလည်းကျွန်တော်ဒီအစားဆုံးပေါ့နော်ကျွန်တော်နိုင်တလောက်ကျွန်တော်ကုညီဟုတ်ကျွန်တော်ပြီးဘယ်လိုမျိုးပေါ့လှူဒန်းခဲ့တယ်မရဲဟုတ်ပြီးတော့အခုငလင်ပေးပေါ့နော်ငလင်ပေးဆိုလဲကျွန်တော်ကခုနပြောသလိုပဲ28ရက်နေ့ရာကျွန်တော်ကဒီအလူငွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စကောက်နေပြီပေါ့နော်စကောက်နေပြီဆိုတော့ကျွန်တော်သွားမယ့်နေရာတစ်ခုတော့အဓိကဥတည်ရလာပေါ့ဥတည်ရဆိုတော့စစချင်းဆိုတော့လေဟုတ်ပြန်လည်ထူထောင်ရေးမှလည်းကျွန်တော်တို့ပေါင်ဝင်ဦးမှာပါဟုတ်တကယ်လိုအပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ပေါ့ဒီဘယ်လိုပဲပေါ့နော်ကုညီကုညီကကျွန်တော်ကုညီပေးတော့မယ်ပေါ့နော်ကျွန်တော်ခိုင်ချက်ကတော့ဟုတ် နော်စိတ်ထဲကစိတ်ကူးလာမှာ ကျွန်တော်စိတ်ရစိတ်ကူးဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးပေါ့ခဏအမပြောတယ်လို့ပဲပေါ့ကျွန်တော်မန္တလေးမှာဆိုလို့ရှိရင်ပဲကျွန်တော်ကျွန်တော်တို့သွားလှူခဲ့တဲ့နေရာတော့ကျွန်တော်အဓိကပြောတာပေါ့နော်စိန်ပန်းစိန်ပန်းကျွန်တော်တို့ရောက်ခဲ့တယ်စိန်ပန်းရောက်ခဲ့တဲ့ခါကျတော့မန္တလေးကအမရင်မိုးရီကလည်းအရင်ရွာတယ်လူကြီးအသက်ကြီးရွယ်ဦးလည်းအများကြီးရှိတယ်ပေါ့နော်ကလေးတငယ်လေးလည်းအများကြီးရှိတဲ့ခါကျတော့ဒီကတော့မရဲဟိုပေါ့ယာယီစခန်းအနေနဲ့ပေါ့တို့တွေမိုးလုံအောင်လေလုံအောင်ပေါ့ပြီးတော့ချင်းကိုက်တာတွေကစပေါ့နော်အဲ့လိုမျိုးပဲတတအောင်ဆိုပြီးတော့တော့တယ်ပေါ့တဲလေးတွေပေါ့တဲလေးတွေအဲ့လိုလေးလုတ်ပေးခြင်းနဲ့မရဲအများကြီးတော့ဝယ်မယ်ဝယ်ပြီးတော့ယာယီပြန်လဲထူထောင်ရေးအနေနဲ့တို့တို့တော့ဒီနေရာမှာ stay ပဲဖြစ်တို့နေနိုင်တို့မိသားစုပြ ီနဲ့လောလောဆယ်နေနိုင်မှုအတွက်ကိုကျွန်တော်စ조사ပြီးမှာပါအင်းလေးမှာဆိုလည်းအဲ့လိုမျိုးပဲပေါ့ကျွန်တော်တဲလေးတွေပေါ့ကျွန်တော်တို့ပေါ့စောက်ပေးခြင်းနဲ့ပေါ့နော်အဲ့လိုကျွန်တော်ခံယူချက်တော့ထားရတာပေါ့ဟုတ်ဒါမဲ့ကိုတင်းလို့လည်းရတယ်လေစေကိုစေတနာမှန်တော့စင်ပြေတော့မှာပါဟုတ်အမကျွန်တော်အဲ့ဒါလေးအမြန်ဖြစ်တော့မှာပါဟုတ် တော်တော်လိုအပ်မယ်ဟုတ်အဲ့ဒါကြောင့်မို့လေဟိုကျွန်တော်တို့ကလည်းဝိုင်းပြီးတော့ဗောနော်ဟိုလှူပေးကြပါလို့ကျွန်တော်တို့ကလည်းကိုယ်တိုင်မြေပြင်ဆင်းပြီးတော့ဗောကိုယ်တိုင်လှူပေးပြီးလို့ရှိရင်ကြောင့်ဗီဒီယိုမှတ်တမ်းလေးလည်းအဲ့လိုမျိုးကိုယ်တိုင်တင်ထားပေးတယ်ဗောနော်အဲ့လိုမျိုးပြတော့ဟုတ်တိုင်းတလောက်ဗောဟုတ်ကျွန်တော်တို့လည်းဝင်ပြီးတော့အကူအညီပေးကြပါလို့ကျွန်တော်တို့လည်းကိုယ်တိုင်မြေပြင်ဆင်းနေရဆိုတော့လေအဲ့လိုမျိုးဗောဟုတ်ဒီကနေ့ပြောချင်တာပါဟုတ်ကျေးဇူးပါကျေးဇူးပါ